မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့လှပဆုံးကြာရှုံးခြင်းဆိုတဲ့အကြောင်းအရာလေးကိုညွှန်ပြလိုပါတယ်ငါတို့ရှုံးခဲ့ရင်တောင်လှပဆုံးနီလန်းနဲ့ရှုံးကြမယ်ဆိုတဲ့ပြောစကားလေးပါဒါကတော့ဘသူပြောခဲ့တယ်လဲဆိုတော့လီဗာပူးဘောလုံးတင်နီးပြရာဂင်ကလော့အတလန်တာနဲ့ယူရိုပါလိကွာတာဖိုင်နယ်ဂျူဝဲမှာပြောတဲ့စကားပါကလော့အနေနဲ့2019ဘာစီလိုနာနဲ့ချန်ပီယံလိဂ်စင်မီဖိုင်နယ်ပွဲကြုံမှာလေဒီလိုစကားကိုပြောခဲ့ပူပါတယ် ကြိုးစားကြတာပေါ့ငါတို့နိုင်ရင်ငါအောစရာဖြစ်လာမှာဖြစ်ပြီးတော့မနိုင်ရင်တော့ဖလားပဆုံးနေလန်းနဲ့ရှုံးကြမယ်လို့အဲ့ဒီဆုံးကပြောခဲ့တာပါရှုံးနာတောင်းလားပဆုံးနေလန်းနဲ့ရှုံးကြမယ်တဲ့စိတ်ဝင်စားဖို့ကောင်းတယ်လို့ကြိုးစရာလည်းတော်တော်ပါတဲ့စကားဖြစ်ပါလေလားပဆုံးရှုံးနေဆိုတာဘယ်လိုမျိုးလဲအဲလူတွေရဲ့သဘောတဘာဝကအောင်မြင်တာပဲလိုချင်တယ်အကြရှုံးနေဆိုတာကိုမလိုချင်ဘူးဖြစ်နိုင်ရင် ြားတော့မကြားချင်ရဘူးပေါ့နော်ဒါပေမဲ့ဘဝမှာပဲဖြစ်ဖြစ်အလုံးမှာပဲဖြစ်ဖြစ်စီးပွားရေးမှာပဲဖြစ်ဖြစ်နည်းပဲဆုံးမှာအောင်မြင်မှုနဲ့အကြရှုံးမှုအနိုင်နဲ့အရှုံးဆိုတာဒွန်တွဲနေနိုင်တာဘာဝပါပဲအာကစားလောကမှာပို့ပြီးတော့တည်တာပါလေချန်ပီယံတွေဟာအချိန်လုံးကရှုံးငယ်ဘူးတဲ့သူတွေကြီးပါပဲချန်ပီယံဖြစ်ပြီးပြီဆိုရင်လည်းထက်ရှုံးရတာပါပဲဘယ်သူမှအမြင်နိုင်မနေပါဘူးစောနာကလို့ လှပဆုံးကြာရှုံးခြင်းဆိုတဲ့စကားကိုပြန်ကောက်ရရင်အရှုံးနဲ့ပတ်သက်လို့နှစ်ခုသတိပြုမိပါတယ်ပထမတစ်ခုကဂုံတိတ်ကရှိရှိရှုံးတာမျိုးအာကစားပြိုင်ပွဲတစ်ခုမှဆိုပါတော့ရုပ်ပြက်ဆင်းပြက်မရှုံးဖို့နဲ့ပြိုင်ပွဲကိုညစ်ပြီးတော့ရှုံးတာမျိုးမဟုတ်တာကိုဆိုလိုတာပါဒါကတပတ်သားကို လေးစားမှုပြရာရောက်တယ်လို့ကိုက ပြိုင်ပွဲနဲ့တခြားသူတွေစီကနေလေးစားမှုကိုပြန်ရစေမယ်ညီလန့်ဖြစ်ပါတယ် ဒုတိယတစ်ခုကတော့အတွေ့အကြုံနဲ့သင်ခန်းစာယူတာပါတောမတ်အရီစင်ကြီးပြောဥတာရှိပါတယ်ကျွန်တော်အကျဉ်းတပေါင်းရှုံးခဲ့တာမဟုတ်ပါဘူးတဲ့အလုံးမဖြစ်တဲ့နီလန်တပေါင်းကိုရှာတွေ့ခဲ့တာပါတဲ့သူရဲ့လျှက်စင်မီလုံးဒီထွေမှုအတွက်အဲ့ဒီလောက်ရင်းနှီးခဲ့ရတယ်ပေါ့အောင်မြင်မှုဆိုတာအတွေ့အကြုံကနေတည်ယူရင်းတိဆောက်ယူရတာပါများများတည်ယူနိုင်လေဘုကောင်းတဲ့ရလက်တူရဖို့အတွက်ထောက်ပံ့ဖြစ်လေပါပဲ။ ကြာရှုံးမှုကနေမတင်ယူနိုင်ရင်တော့ကြာရှုံးပြီးရင်ကြာရှုံးဖို့ပဲများသလိုကြာရင်ကိုယ့်ကိုယ်ကိုယုံကြည်မှုပါပျောက်ဆုံးလာနိုင်ပါတယ်ဆိုတော့ဒါကတော့လှပါဆုံးကြာရှုံးခြင်းဆိုတဲ့ကျောင်းအားလေးကိုကိုယ်တိုင်စနေရအောင်နဲ့ကျွန်တော်ရဲ့ audience တွေကိုလည်းစနေရအောင်လာပြီးတော့ညှောက်ပေးတာပါဆုံးတကြည့်ရှုပ်ပြရတော့ကျေးဇူးတင်ပါတယ်။နောက်ထပ်ကတော့ဆရာရင်းစောရဲ့လေ့လာဖြစ်ပါတယ်။နောက်နေ့မှာနောက်ထပ်ကောင်းတဲ့ခုနဲ့ပြန်လာကြပါဦး။ Cheers, Fabio.